မင်္ဂလာပါရှင်။ရှမ်းအေကိုမီဒီယာကအကျိုးဆိုပါတယ်။ကျိုင်းတုံမျိုးနိုင်ပြည်သူစစ်မှုတန်းတင်နန်းအမှတ်စဉ်7တင်နန်းဖွင့်တဲ့တင်ဒင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရှမ်းပြည်နယ်ရေပိုင်းတိုင်းတုံမြို့နိုင်ပြည်သူစစ်မှုတဲ MS 17တင်းနှံဖွံ့ဖွဲကိုမလ18ရက်က MS 17တက်မတော်တမ်းမြင့်လေးကြီးရဲ့ကြောင်းတွင်ကျင်းပခဲ့ရာအဋ္ဌကံဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမှဘုံမှုချုပ်စိုးလိုင်းနှင့်အဖွဲ့ဝင်များပြည်နယ်စိုးရအဖွဲ့အုပ်ချုပ်ရေးအဖွဲ့ကရှမ်းရှိဥက္ကဋ္ဌဦးဇော်လွင်ဦးနှင့်အဖွဲ့ဝင်များခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပြည်နယ်ခရိုင်မြို့နယ်အစဉ်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများကတက်ရောက်ခဲ့ပါသည် တင်နန်းဖွံ့ဖွဲတွင် MS1 တက်မတော်တမ်းမြင့်နေကြည်ကြောင့်ကျောင်းအုပ်ကြီးဘုံမှုကျုံမျိုးဆက်အောင်ကတင်နန်းမိန်ကုန်ပြောကြားခဲ့ပါသည် ထို့နောက်တတိကံဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမှုချုပ်စိုးလိုင်းနေအဖွဲ့ဝင်များကအကစားပစ္စည်းများနဲ့တကူရီတုံးပစ္စည်းများထောက်ပံ့ပေးပြီးရှမ်းပြည်နယ်အစိုးရအဖွဲ့မှထောက်ပံ့ငွေများကိုပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ကရှမ်းရှိဥက္ကဋ္ဌဦးစောလင်းဦးကပေးအပ်ခဲ့ပါတယ်။ထို့နောက်တိုင်းမူးနှင့်တက်ရောက်လာကြသူများကသင်တန်းသားများအားရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြကြောင်းသိရပါတယ်ရှင်။